အာဖဂန်နစ္စတန်ကသူ့ရဲ့နယ်မြေနဲ့လေပိုင်းနက်ကိုထပ်တလဲလဲချိုးဖောက်မှုကိုတုံ့ပြန်တဲ့အနေနဲ့နယ်စပ်စစ်စင်ရေးတွေအတွင်းပါကစ္စတန်စစ်သား58ဦးကိုတုံ့တင်ရှင်းလင်းခဲ့ကြောင်းအော်တိုဘာ12ရက်မှာပြောကြားခဲ့တယ်လို့ AP ကဖော်ပြခဲ့ပါတယ်။အခုသတင်းပတ်အစောပိုင်းကပါကစ္စတန်ဟာကပူးမြို့တော်နယ်နိုင်ငံအရှေ့ပိုင်းရှိဈေးတဈေးတို့ကိုဘုံကျဲတက်ခိုက်ခဲ့တယ်လို့အာဖဂန်အာဏာပိုင်တွေကဆွတ်ဆွဲပြောကြားခဲ့ပါတယ်။ပါကစ္စတန်ကဒီတိုက်ခိုက်မှုတက်ဝန်ခံပြောကြားတာမရှိသေးပါဘူး။ 阿富汗的怀里啊，巴基斯坦是看那是外国的登台开笔，巴基斯坦是当俺是媳妇的都等洗脸啊，都在看怎样压西开脚。 တာလီဘန်အစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူအကြီးအကဲဇာဗီဟူလာမူဂျာဟစ်ကပြောကြားခဲ့ပါတယ်။တရားဝင်နေဆက်တွေအားလုံးနဲ့အာဖဂန်နစ္စတန်ရဲ့ပိုင်နယ်ထဲကအခြေအနေကိုထိန်းချုပ်နိုင်တော့ပါပြီ။တရားဝင်လှုပ်ရှားမှုတွေကိုအကျယ်တဝန်းဟန်တားနိုင်ခဲ့ပါတယ်လို့မူဂျာဟစ်ကဆိုပါတယ်။အာဖဂန်နစ္စတန်ဘက်ကထုတ်ပြန်တဲ့တေဆုံးသူအရေးအတွက်နဲ့ပတ်သက်ပြီးပါကစ္စတန်ဘက်ကချက်ချင်းအတည်ပြုထားတာမရှိသေးပါဘူး။ပါကစ္စတန်ဟာအာဖဂန်နစ္စတန်အတွင်းရှိနေရာအများပြားကိုအစောပိုင်းက တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးစစ်သွေးကြော်တွေပေါ်ပေါက်နေတဲ့နေရာတွေကိုပိတ်မထားခဲ့ကြောင်းထုတ်ပြန်ခဲ့ပါတယ်။တာလီဘန်အစိုးရရဲ့ကာကွယ်ရေးဝန်ကြီးဌာနကသူ့ရဲ့တပ်ဖွဲ့ရနေဆက်တချောင်းလက်တော့ပြန်တိုက်ခိုက်တဲ့စစ်စင်ရေးအောင်မြင်ခဲ့တယ်လို့အော်တိုဘာ၁၂ရက်မနက်စောပိုင်းကထုတ်ပြန်ခဲ့ပါတယ်။အာဖဂန်နစ္စတန်ရဲ့နယ်မြေပေါင်းစည်းမှုကိုတဖက်ကချိုးဖောက်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ရဲ့စစ်တပ်ကနိုင်ငံနယ်စပ်ကိုကာကွယ်ဖို့အပြည့်အဝပြင်ဆင်ပြီးအားကောင်းတဲ့တုံ့ပြန်မှုတွေလှုံ့ဆော်သွားပါမယ်လို့ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။